ငလျင်ဘေးဒင်ဒေတာတွေကိုပြန်လည်ထူထောင်ရင်းလုပ်ဖို့ဘတ်ဂျက်ငွေတွေချထားပေးမယ်။ပြည်သူတွေလက်ထက်အမှန်တကယ်မရောက်ရှိဘူးလို့ငလျင်ဘေးဒင်ပြည်သူတွေကတော့ညူလင်းမြော်သတင်းဌာနကိုပြောဆိုလာပါတယ်။စစ်ကောင်းဆောင်မင်းအောင်လိုင်းကမျိုးသားတော်အဘေးအန်ရဆန်အစီအရခံခွဲမှုရမုံငွေကနေတဆင့်စကိုင်းတန်းဒေတာကြီးတွင်ငွေကျပ်90ဘီလီယံမန္တလေးတိုင်းဒေတာကြီးအတွက်ငွေကျပ်60ဘီလီယံလက်ဝယ်ပေးရခဲ့တယ်လို့ပြောဆိုထားပါတယ်။အလားတူနေပြည်တော်ကောင်စီနေမြေအတွက်70ဘီလီယံနဲ့ရှမ်းပြည်နယ်အတွက်9ဘီလီယံကိုလည်းထပ်မံပေးရခဲ့တယ်လို့သိရပါတယ်။ အဆိုပါထောက်ပံ့ငွေတွေကအမေရိကန်ပြည်သူတွေတည်းမရောက်ရှိဘူးလို့လည်းဆိုပါတယ်။ထောက်ပံ့ငွေကလုံးဝမရပါဘူး၊ပေးလည်းမပေးဘူး။ Pride Lottery တွေကပဲတအိမ်တောင်ကို3000ပေးတယ်။အစိုးရကထောက်ပံ့ပေးတာလုံးဝမရှိဘူးလို့မန္တလေးကငလျင်တက်ပြည်သူတူကတော့ newly မြန်မာတင်ပြနာကိုပြောဆိုထားပါတယ်။ Pride Revolution တွေကလူတန်းငွေဟာ April 24ရက်နေ့ထိကိုကျက်135.886ဘီလီယံကျော် American Dollar 1.438တန်းကျော် Korea Won 5တန်း၊ Indian Rupee 15တန်း ထိုင်းဘတ်တန်တန်းနဲ့စင်ကာပူဒေါ်လာ3150တို့ကိုလက်ခံရရှိထားတယ်လို့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။စကိုင်းနဲ့နေပြည်တော်ကလည်းထပ်ပံကြွေးတွေလုံလုံလောက်မရဘူးလို့ပြောဆိုနေကြပါတယ်။ကိုတွေကဝန်ထမ်းတွေပါသူတို့ထပ်ပံပေးမှရမှာပါ။ထပ်ပံတော့လေဝန်ထမ်းမိသားစုတစုကိုတတောင်းကျက်ဥသုံးလုံးစံလေးနှစ်ဖို့ဒါပဲထပ်ပံပါတယ်။ပြီးတော့ကိုတွေကနေစရာမရှိဘူး။ဖျားကြီးမြေမှာလာနေရတယ်။ဒါတော့ရုံးတက်ဖို့ပြောနေသေးတယ်။ရုံးတက်ဖို့အဆင်မပြေရင်လမ်းမီကနေအလုတ်ဆင်းဆိုပြီးတော့လည်းပြောထားကြတယ်။ ထပ်ပညင်မြန်တဲ့ပြင်အလုပ်ကိုပိုလုပ်နေရတယ်လို့နေပြည်တော်မှာတာဝန်ကျနေတဲ့ငလင်းဘေးတင်ဝန်ထမ်းတို့ကတော့ညူတီမြန်မာသတင်းဌာနကိုပြောဆိုထားရတယ်နော်မြန်မာနိုင်ငံမှာဆက်လက်ဖြစ်ပေါ်နေတဲ့ပြင်းထန်တဲ့လူခွင့်ရေးချိုးဖောက်မှုတွေကြောင့်စစ်ကောင်းဆောင်မင်းအွန်လိုင်းနဲ့စစ်ဘုတ်ချုပ်တွေအပါဝင်လူပုဂ္ဂိုလ်16ဦးနဲ့အဖွဲ့အစည်း22ခုကိုဒဏ်ခတ်ပိတ်ဆို့မှု2026ခုနှစ်အရလာတီထပ်မံတက်တန်းတိုးလိုက်တယ်လို့ EU ဥပဒေသမဂ္ဂကတော့ထုတ်ပြန်လာပါတယ်2022ခုနှစ်အာဏာသိမ်းမှုနဲ့ပြည်သူလူထုကိုဖိနှိပ်တပ်ဖြတ်မှုတွေကြောင့် EU ကရေးပိတ်ဆို့မှုတွေကို နှစ်စဉ်တက်တန်းတိုးလာခဲ့တာဖြစ်ပြီးတော့အခုလည်းတစ်နှစ်ထက်မှတက်တန်းတိုးမြင့်လိုက်တာလည်းဖြစ်ပါတယ်။ EU ကရည်ယူထားတဲ့သူတွေထဲမှာစစ်ကောင်းဆောင်မင်းအွန်လိုင်းစစ်ကောင်းစီတပ်ဖွဲ့ဝင်တွေဝင်းကြီးတွေတရားရေးအဖွဲ့ဝင်တွေနဲ့ကြီးရည်လေးစစ်ဘုတ်ချုပ်တွေစစ်တပ်ထောက်ခံတဲ့စီဝါရေးသမားတွေရုပ်ကောက်ပွဲကော်မရှင်ကအဖွဲ့ဝင်တွေပါဝင်တယ်လို့လည်းသိရပါတယ်။ဒါပြင်စီဝါရေးပိတ်ဆို့ယူထားတဲ့ဖွဲ့စည်း22ခုထဲမှာစစ်တပ်ပိုင်ကုမ္ပဏီတွေနိုင်ငံပိုင်နဲ့စစ်တပ်ထင်ကျုံထားတဲ့ပုဂ္ဂလိကကုမ္ပဏီတွေကာဝေးဝန်ကြီးဌာနစစ်တပ်ကြီးရေးလေးတက်တဲ့နေသားဆောင်ရဲတပ်ဖွဲ့တွေပါဝင်တယ်လို့လည်းပြောဆိုထားပါတယ် ပိစုအေးအေးမှုတွေထဲမှာခီးတော်လာခဲ့ပြည်ပင်ချင်းပိုင်ဆိုင်မှုတွေကိုချက်ပိတ်တာ၊ကုံသွဲမှု၊စီဝါပြုတ်ခွေပိတ်တာ၊လက်နက်တွေဖို့ရောင်းချမှုပိတ်တာ၊ပါဝင်ဗီဇာပိတ်တာ၊ဝစ်ကြီးဆိုင်ရာပိတ်ပင်တာတွေပါဝင်ကြောင်းနဲ့ဒီမိုကရေစီရဲ့လူ့အခွင့်အရေးတာဝန်ယူတောင်းခံမှုနဲ့ငြိမ်းချမ်းတဲ့အနာဂတ်တည်ဆောက်ရေးအတွက်မြန်မာနိုင်ငံသားတွေရဲ့ကြိုးပမ်းမှုပေါ် EU ကဆက်လက်ပံ့ပိုးကူညီကြေကွက်ပြုထားကြောင်းကိုလည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ခင်ဗျာ။လက်ရှိဆောက်လုပ်စဉ်အဆောက်အအုံတွေကိုငလျင်ရစ်စတာစကေးရှစ်ထိခံနိုင်စေဖို့အတွက် ဒီဇိုင်းပြင်ဆင်ရေးဆွဲဖို့ကိုစကောင်းဆောင်မဲအောင်လည်းကတော့ညံ့ကြားထားပါတယ်။ April 26ရက်နေ့ကနေပြည်တော်မှာရှိတဲ့လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြည်လည်နေရာချထားရေးဝန်ကြီးဌာနမှာပြုလုပ်ခဲ့တဲ့အမျိုးသားတော်ဘဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၃မြင်းဆောင်၂025အစည်းအဝေးမှာညံ့ကြားခဲ့တာလည်းဖြစ်ပါတယ်။ငလင်တန်းကြောင့်ပျက်စီးသွားခဲ့တဲ့အဆောက်အုံတွေကိုအသစ်ပြန်လည်တည်ဆောက်ရမှာလဲမြေဆန်းတမမှုကိုတေချာပြုလုပ်ဖို့ငလင်ကျော်ဘက်မှာအဆောက်အုံတွေမရှိစေဖို့တေချာဆစ်ဆစ်ဖို့ကိုလည်း၎င်းကပြောဆိုထားပါတယ်။အဆောက်အုံတွေကိုစောက်လာမှာလဲ Richard Scale ရှိတိခံနိုင်ရှိတဲ့အဆောက်အုံတွေဒါတိဆောက်ဖို့ပြောဆိုထားပါတယ်။ ငလင်နိုင်ငံတွင်ဆိုပြီးဆောက်လုပ်ထားတဲ့အဆောက်အုံတွေဟာပြီးခဲ့တဲ့မတ်လ28ရက်နေ့ကလွတ်ခတ်ခဲ့တဲ့အီရန်ပြည်ငလင်ကြောင့်အကုန်ပြိုကျပျက်စီးသွားခဲ့တာလည်းဖြစ်ပါတယ်။နေပြည်တော်ကောင်စီအပအဝင်တိုင်းပြည်ကြီးနဲ့ပြည်နယ်10ခုမှာဧပြီလ24ရက်နေ့ကကနဦးစီးနေရတော့လူနေအိမ်63854လုံးစာတင်ကျောင်း6850တလုံးဖုန်ကြီးကျောင်းနဲ့တိလရှင်ကျောင်း9484ကျောင်းနဲ့ဇေဒီပထိုး9342စုတခြားဘာသာရေးအဆောက်အုံ613လုံးနဲ့စေယုံစေကန်956လုံးပျက်စီးသွားခဲ့တယ်လို့ စစ်ကောင်စီကထုတ်ပြန်ထားတဲ့သတင်းအချက်အလက်တွေကတော့သိရှိရပါတယ်ခင်ဗျာယူရီမြန်မာရင်ညနေခင်းသတင်းအစီအစဉ်တွေကိုနေ့စဉ်တလင်းနာလေးကနေစနေနေ့ထိမြန်မာစံနယ်ချိန်ည9:00နာရီတိုင်းမှာတင်ဆက်ပေးနေတာဖြစ်လို့စောင့်မျှော်ကြည့်ရှုနားဆင်နေပါဗျာခင်ဗျာ